ဒီနေ့ကျွန်တော်ကောင်မလေးကိုရုံသူ့ရဲ့ရုံဖယ်ကားပေါ်လိုက်ပို့ရင်းနဲ့ဈေးထဲမှာရှာရှာပါပါငတန်းအထူးလေးတွေ့လို့ကျွန်တော်ဝင်လာခဲ့တယ်ဗျဒီညာလေးဒီနေ့ချက်ပြပါမယ်ငါလေးကိုအရင်ဆုံးရေကိုပြောင်းစေးတယ်သူကတော့အညစ်ချွေတွေများတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်စားနဲ့၃၄၅ကလောက်တော့ဈေးရတယ်ဗျပြန်ယူတီရှာလီပြောင်းစီပြရပါတယ်သူကတအားအညစ်အကြေထွက်တယ်ခင်ဗျာ ရေးဆေးပြီးစားနဲ့ရေးဆေးပြီးသွားတဲ့အချိန်မှာကျွန်တော်တံမြာတီးနဲ့ထပ်ပြီးတော့ကျွန်တော်ရေထက်ဆေးပါတယ်ရေထက်ဆေးပြီးတော့မှလုံးဝအညစ်ကြွဲပြောင်းသွားပြီးဆိုတော့မှအဲဒါမျိုးလေးတွေပေါ့နော်အညစ်ကြွဲပြောင်းသွားပြီးဆိုတော့သူ့ကိုကျွန်တော်အဲထည့်ပြုတ်ဖို့ပြရေနွေးဦးတည်တယ်ကျွန်တော်ရေနွေးလေးစုအောင်စောင့်ပြီးတော့ကျွန်တော်ရေဒီငဒန်အထီးဥလေးတွေကိုကျွန်တော်ထည့်ပြီးတော့နည်းနည်းလေးကြက်သွားအောင်လို့ပြုတ်လိုက်တယ်ခင်ဗျာ နည်းနည်းလေးကြက်လာပြီးကျွန်တော်ရေနွေးလေးတွေဆူလာပြီးဆိုရင်တော့ကျွန်တော်အထက်အောက်လေးလှန်ပြီးတော့ကျွန်တော်ရေရေစစ်ထားလိုက်တယ်အဲ့ဒါလေးကိုပြန်ပြီးတော့နည်းနည်းလေးအေးအေးခံလိုက်တဲ့သဘောမျိုးပေါ့နော်ကျွန်တော်ရေစစ်ထားလိုက်တယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ကြက်သွန်လေးတွေလိုအပ်တဲ့အစာပလာလေးတွေအတွက်ကျွန်တော်စားခြင်းတဲ့ပုံစံလေးချက်ဖို့အတွက်အဲကြက်သွန်လေးတွေလှီးခဲ့ခင်ဗျပါဝင်တာကတော့ချက်တုံနီပါမယ်ချက်တုံဖြူပါမယ်ကျွန်တော်ဒါလေးတွေကို ကျက်သုံးပြူလေးကိုတပြားရိုက်ထားတယ်ဗျရိုက်ထားပြီးတော့ကျွန်တော်ဒါလေးကိုညက်သွားအောင်လို့ကျွန်တော်ထောင်းမယ်ပေါ့ခင်ဗျာအယောင်လေးလာအောင်လို့ကျွန်တော်အယောင်တင်မုတ်လေးကိုထည့်သုံးပြီးထားတယ်ခင်ဗျာဒါလေးကိုညက်အောင်လို့ကျွန်တော်ထောင်းပြီးွားရင်ကျွန်တော်ပကံလေးနဲ့တီးတက်ပယ်ထားပြီးတော့ကျွန်တော်ကခန်းချင်းတီးလေးနဲ့စားချင်တာဖြစ်တဲ့ကြောင့်ခန်းချင်းတီးလေးနှလုံးလောက်ထည့်ပြီးတော့ညက်ထားပါတယ်ပြီးတော့အိုးစီပူပေးထားမယ်ပြီးရင်ကျွန်တော်ဆက်နွှင်းထည့်မယ်ခင်ဗျာပြီးရင်ကျွန်တော်ထောင်းထားတဲ့ အဲချက်တုံဖြူချက်တုံနီလေးတွေကိုကျွန်တော်ထည့်ပြီးတော့စီတက်ပါတယ်စီတက်လို့ကျွန်တော်ချက်တုံလေးတွေရဲလာပြီဆိုရင်တော့ကျွန်တော်အဲငကုနာညှက်ထားတယ်ကျွန်တော်ခဲငင်သီးလေးထည့်ပြီးတော့ကျွန်တော်စီတက်ပါတယ်ခင်ဗျခဲငင်သီးလေးကိုကျွန်တော်နည်းနည်းလေးလိတ်သွားအောင်ကျွန်တော်စီတက်လိုက်တယ်ခင်ဗျအဲ့ဒါပြီးသွားပြီလိတ်သွားပြီဆိုရင်တော့ကျွန်တော်ကုနာစီစစ်ထားတယ်ကျွန်တော်ငဒန်ဥသိမ်းလေးတွေအဲငဒန်ထီဦးလို့လည်းခေါ်တာပေါ့နော်အဲ့ဒါလေးတွေကိုကျွန်တော် ထည့်ပြီးတော့နည်းနည်းလေးလုံးလိုက်တယ်ဗျအဓိကတော့ तू ကဥလေးတွေကတိတိလေးတွေဖြစ်တဲ့ကြောင့်ကြည်သွားမှကြောက်လို့ဖြည်းဖြည်းချင်းပဲကျွန်တော်လုံးသွားပါတယ်နည်းနည်းလေးလုံးပြီးသွားတဲ့ချိန်မှာကျွန်တော်ရေထည့်လိုက်တယ်ရေထည့်ပြီးကျွန်တော်စားထည့်တယ်ခင်ဗျစားထည့်ပြီးတော့အချုံမုံနေငယ်ပြီးတော့ချက်သားမုံလေးထည့်ပြီးတော့ကျွန်တော်နည်းနည်းလေးမှုလိုက်တယ်ခင်ဗျမွေပြီးတော့ကျွန်တော်ဖုံးလေးအုပ်ထားပါတယ်။ဒါလေးကတော့အဲကျွန်တော်ဖုံးလေးဖွင့်ပြီးတော့အချင်းလေးပြန်ကြည့်ပါတယ်မြတ်။ ရန်သာလေးမြေးကြည့်လိုက်လို့အဆင်ပြေပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ငဒန်အထီးဥရင်လေးကတော့လွယ်ကူရိုးရှင်းစွာနဲ့ပဲပြီးဆုံးပါပြီရှင်လန်းချမ်းမြေ့ကြပါစီခင်ဗျာ